တကဝိမျက်အောင်ပေးကုန်ဆရာတော်ဗုဒ္ဓဘာသာဆိုသည်မှာအဘယ်သူသောဘာသာကိုဆိုသည်ကိုအနှစ်သာရအကျဉ်းချုပ်မိန့်တော်မူပါဗျာဘာသာဆိုတဲ့စကလုံးကဒီဟာပါဠိစကလုံးလို့မလို့လို့ ਨੇ ဒီဘာသာဆိုတာက religion ကိုရည်ညွှန်းတဲ့စကလုံးဖြစ်နေတယ်ပေါ့တကယ်တော့ဗုဒ္ဓဝါဒီလို့ပြောမှပို့ပြီးတော့မှန်တယ်ပေါ့ မြတ်စွာဘုရားရဲ့အဆုံးအမကို나อยู่တဲ့ပုဂ္ဂိုလ်ဟာဘုရားဘာသာပဲလို့ဒီလိုပြောမှာဘုရားအဆုံးအမတိုင်းလိုက်နာတယ်မြတ်စွာဘုရားကိုနှစ်နှစ်ကာကယုံကြည်ပြီးတော့ကိုယ်ဘဝမှာအနန္ထာပြီးဘုရားရဲ့အဆုံးအမတိုင်းလိုက်နာပါမယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဟာဘုရားဘာသာလို့ဒီလိုပဲပြောရမှာပါเนาะအဲ့တော့ဘုရားဘာသာအဖြစ်ကိုပြတဲ့အခါမှာဘာပြမလို့ဆိုရင် ဘုရားတရဏံဂိသမိဓမ္မံတရဏံဂိသမိသံဃံတရဏံဂိသမိလို့ဆိုရက်ဒီစကား၃ရပ်ကိုစောက်တည်ပြီးတော့ခံယူထားတယ်ဒါကကိုယ့်ရဲ့ရင်ထဲကဖြစ်ပေါ်လာတဲ့ဟာကိုလက်တွေ့ပြတဲ့သဘောတကယ်အနှစ်သာရကတော့ဘုရားရဲ့အတိညာဉ်ကိုယုံကြည်တယ်ဓမ္မကိုယုံကြည်တယ်သံဃာကိုယုံကြည်တယ်ယုံကြည်တယ်ဆိုတာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာမယ်ဓမ္မကိုကျင့်မယ်ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာသံဃာမှာကုသိုလ်ကောင်းမှုလုပ်ပြီးတော့ ကောင်းကျိုးချမ်းသာတွေရအောင်လုပ်မယ်ဆိုဒါဗုဒ္ဓဘာသာလို့ဒီလိုပြောလို့ရပါတယ်အေးမြဖြူတဲ့ဆရာတော်ဘုရားသုလသောတပန်နဲ့မဟာသောတပန်တို့ဤခြားနာချက်ကိုရှင်းလင်းဖြေချပေးပါသုဒ္ဓသောတပန်သည်ဒီအပေတကားပိတ်ပါသလားဘုရားသုလသောတပန်ဆိုတဲ့အခေါ်ကဝိသုတိမက်ကပြောလိုက်တယ်ဆိုလိုတာကသောတပန်အစစ်မဖြစ်သေးဘူးလို့ပြောတာ သောတာပန်ဆန်းဆန်းဖြစ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပဲရှိတယ်။သုလဆိုတာကအငယ်မဟာဆိုတာအကြီးသောတာပန်လေးသောတာပန်ငယ်ဆိုတာဂုံကြီးတူသွားတဲ့အခါမှာလူတွေမှာဥပမာမဲ့ဒီထင်ရှားတဲ့ပုဂ္ဂိုလ်တယောက်အကြီးချင်းမျိုးလေးဆင်းဆင်းတူတာလေးတွေ့လို့ရှိရင်အငယ်လို့တတ်ခေါ်လေးရှိကြတယ်ပေါ့နော်။ခေါင်းဆောင်တယောက်ရဲ့ဘသူပေါ့ဆာလေးနဲ့ပြောကြတာရှိတယ်လေ။ အရေးချင်းရှိတဲ့ပုဂ္ဂိုလ်တယောက်နဲ့တင်စားပြီးတော့ပြောတဲ့သဘောအဲတော့သုလသောတပန်ဆိုတာကတော့သူကနာမရူပပြိစေရာညာနဲ့ပစ္စယပြိကဟညာရရှိထားတဲ့ပုဂ္ဂိုလ်ကိုဆိုလိုတာအဲတော့နာမရူပပြိစေရာညာနဲ့ပစ္စယပြိကညာဆိုတာဝိပဿနာညာရဲ့ဖောင်ဒေးရှင်းပဲရှိသေးတယ်ဝိပဿနာညာမဖြစ်သေးဘူး ရုပ်နံ꿰ပြီးတော့ဒီရုပ်နံတွေဘာကြောင့်ဖြစ်တယ်လို့သိတဲ့အဲ့ဒီအတိလောက်ရှိတဲ့ပုဂ္ဂိုလ်မျိုးကိုသုလသောတပန်လို့ခေါ်တယ်။သုလသောတပန်ကအပေတကားပိတ်တယ်လို့ဆိုတာတေချာပေါက်ပြောလို့မရဘူး။နော်။သူ့မှာအပေတကားပိတ်ပြီလို့ပြောလို့မရဘူး။ဘုန်းကြီးတို့ဟောတာတဲ့နိဗ္ဗာန်တကားဖွင့်နိုင်မှာအပေတကားပိတ်ပြီဆိုတဲ့တရားရှိတယ်။အဲ့တော့သူ့အနေနဲ့ကဒီဉာဏ်လေးလက်လွတ်ဆုံးရှုံးသွားပြီးမကောင်းတာတွေလုပ်ပြီးရင်တော့ ူကအပေချနိုင်သေးတယ်ဂရန်တီမရှိဘူးလို့ပြောအောင်ဆိုလာသောတပန်အဲမဟာသောတပန်ဆိုတာတော့အမြင်မှားခြင်းနဲ့တန်တရာခင်းသွားပြီသူကြတော့အမြင်မှားခြင်းနမရူပပရိစေရညာနဲ့ပိစယပရိကညာနဲ့မကဘူးဝိပဿနာညာနဲ့အာလုံးဖြစ်ပြီးတော့သောတပန်ထိအောင်ပေါက်သွားပြီးတော့သူကအပေတကားလို့ခေါ်ရတဲ့မိစ္ဆာဒိဋ္ဌိနဲ့ဝိသိကိစ္ဆာဆိုဒိဋ္ဌိနဲ့ဝိသိကိစ္ဆာနှစ်ခုပယ်ပြီးတော့ လောဘဒေါသမောဟအပယ်ကျစေနိုင်တဲ့အရာတွေကနေရှောင်ချပြီးသားဖြစ်သွားတယ်အဲ့ဒီပုဂ္ဂိုလ်အမှတကယ်သောတာပန်အစ်စ်ဖြစ်တယ်သောတာပန္နဆိုတာသောတာဆိုတာအရိယမဂ်ကင်လမ်းကြောင်းကိုခေါ်တာမဂ်ကင်၈ပါးကိုခေါ်တာအဲ့တော့နိဗ္ဗာန်ကိုသွားဥတည်ပြီးတော့စီးသွားနေတဲ့အဲ့ဒီလမ်းကြောင်းကြီးထဲမှာရောက်သွားပြီလို့ပြောတာသောတာပန္နရဲ့အဓိပ္ပာယ်ဒါမို့နိုင်ငံညာဘာသာအင်္ဂလိပ်လိုပြန်တဲ့လူတွေကတော့ Sri Wena လို့ပြန်လဲရှိတယ် Sri အဲ့တော့ စာတိုင်းပြန်မယ်ဆိုရင်အာပဏကဝင်းနာမဟုတ်ဘူး street entara လို့ပြန်လို့ရှင်ပို့ပြီးတော့စကလုံးအတိုင်းကြိုက်တယ်ပေါ့ဆိုလိုတာနိဗ္ဗာန်သွားဖို့ရအတွက်နောက်ကြောင်းပြန်မလှဲ့တော့ဘူးအဲ့ဒီလမ်းကြောင်းကြီးတဲ့ရောက်သွားပြီလမ်းကြောင်းပေါ်တက်သွားပြီဂျူရူကြီးလွတ်လိုက်တဲ့အခါကျကဘာပတ်လမ်းကြောင်းကြီးတဲ့ရောက်သွားသလိုပဲနော်ကဘာပတ်လမ်းကြောင်းကြီးတဲ့ရောက်သွားသလိုရောက်သွားတာကိုပြောတာဒီမိုကရေစီလမ်းကြောင်းရောက်သွားရင်နောက်ကြောင်းပြန်မလှဲ့တော့ဘူးဒီဟာ အဲ့ဒါသောတာပန်ပဲနော်အဲ့ဒါမှတ်မိအောင်လို့ပြောတာနောက်တစ်ခုကမထိုက်ထိုက်မိကောဆရာတော်ကြီးဖေဟာတပည့်တော်သည်၅ပါးသီလကိုအမြဲလုံခြုံအောင်အတတ်နိုင်ဆုံးထိမ့်သိမ့်ခဲ့ပါသည်တဲ့တခါတည်းဟာအကြောင်းမျိုးမျိုးကြောင့်မူသားသုံးခဲ့ရပါသည်သို့ဖြစ်ပါ၍သူတော်ဘာရဲ့အကျိုးစီးပွားထိခိုက်ပျက်စီးစေသောမူသား မဟုတ်ပါကငါးပါးသီလကို ပြပြချင်းရှိမရှိတပည့်တော်အားရှင်းပြပေးတော်မူပါမူသားလို့ဆိုရဲမဟုတ်တာပြောရင်တော့ငါးပါးသီလပြတ်တာပဲအမှန်ကိုမဟာမှန်မှုလို့လုတ်ပြောရင်ဒါမူသားခေါ်တာဟုတ်အရှိကိုရှိတိုင်းပြောနိုင်ရမယ်သူကဥပယလို့ခေါ်တယ်ဥပယနဲ့ပြောတာမျိုးကြတော့မူသားလို့မခေါ်ဘူးဥပမာပဲတခုခုကိုရည်စူးပြီးတော့ပြောတာ င်စာဝုဒ္ဓမင်းသားလေးကလမ်းခရီးသွားတဲ့အခါကျတော့ဘလူးနဲ့တွေ့တယ်။အဲ့ဒီသူ့လက်နဲ့နဲ့ဘလူးကိုပြစ်တယ်ခတ်တယ်ပေါ့။နောက်ဆုံးမှာသူ့လက်နဲ့တည်းဂုံသွားတယ်။ဂုံသွားတော့ဘာလုပ်တော့ဆိုလက်သီးနဲ့ဘလူးထိုးတယ်ဘိုက်ကို။အဲ့တော့ဘလူးကလည်းအမွေးကတ်တဲ့ဂလူးတွေနဲ့တုတ်ထားတဲ့ဘလူးကြီးဖြစ်နေတော့လက်သီးကကတ်သွားတယ်။သူ့အမွေးဒါနောက်လက်သီးတစ်ချောင်းနဲ့ထိုးပြန်တယ်။ကတ်သွားပြန်ရော။နော်။နောက်ခြေထောက်နဲ့ဒူးနဲ့ကန်တယ်။ ခြေထောက်နဲ့ကန်တယ်ခြေထောက်ကြီးလည်းကတ်သွားနောက်ခြေထောက်တစ်ဖက်နဲ့ကန်မြန်နဲ့ကတ်သွားပြန်ရောနောက်ဆုံးကျတော့ဘာမှမရှိတဲ့အခါကျတော့ခေါင်းနဲ့တိုက်တယ်အဲခေါင်းလည်းကတ်သွားရောအဲ့လိုဖြစ်တော့ဘလူးကြီးကကဲဘာတတ်နိုင်သေးတုံးလို့ဟာဟာနဲ့ရည်တဲ့အခါကျတော့သူကဘာပြောတော့ဆိုမင်းစားရင်စားတယ်ငါးပိုက်ထဲမှာဝရစိန်လက်နဲ့ရှိတယ်မင်းပေါက်ကြီးမင်းပိုက်ကြီးပေါက်ထွက်သွားမှာပဲလို့ပြောတာအဲ့ဒါဘာကိုရည်ရွယ်ပြောတာတုံးဆိုသူ့ရဲ့အသိဉာဏ်ကိုရည်ရွယ်ပြီးတော့ပြောတာ အဲ့ဒါမျိုးကြတော့ဥပါယစကားလို့ခေါ်တယ်ဘုရားမဟုတ်ဘူးနော်အရှိဝဲနဲ့ရှိတယ်လို့လိမ့်တာမဟုတ်ဘူးပညာကိုရည်ညွှန်းပြီးတော့ငါထဲမှာဝရစိန်လက်နဲ့ရှိတယ်လို့ဆိုဟိုကောင်းကြီးကကြောက်သွားပြီးမစားရဲတော့ဘူးအဲ့ဒါမျိုးတော့ဘုရားမဟုတ်ဘူးအဟုတ်ကိုမဟုတ်လို့ပြောရင်တော့ဘုရားပဲတစ်ဖက်သားအကျိုးပြည့်သည်ဖြစ်စီမပြည့်သည်ဖြစ်စီအကျိုးပြည့်ရင်တော့ပိုအပြစ်ကြီးတယ်လို့ပြောတာမြတ်စွာဘုရားကရာဟုလသားတော်လေးကိုဆုံးမတဲ့အခါမှာ ဘုရားစကားမပြောနဲ့တဲ့ရာဟုလားမင်းဘုရားပြောလို့ရှိရင်ကြည့်ရှေခွက်ထဲကရေလေးတွေတွန်လိုက်တာဘုရားစကားပြောတဲ့လူတယောက်ဟာတဲ့ကြည့်ကိုကျင်တရားတွေကိုအကုန်တွန်ပြလိုက်တာနဲ့တူတူပဲတဲ့ဘာမှမကြံတော့ဘူးတဲ့ဘုရားပြောတဲ့ပုဂ္ဂိုလ်တယောက်ဟာပုံကွယ်ရာပုံခိုစရာနေရာလေးရတော့လိန်လိုက်ရင်ကိစ္စပြီးသည့်အတွက်ကြောင့်အမြဲတမ်းလိန်လီမှုကိုဆက်လုပ်နေတတ်တယ်ဘုရားဆိုတဲ့အရေးကလေးမှခေါ်ခို့ပြီးတော့သူကမဟုတ်တာလုပ်တတ်တယ်ပေါ့ဒါကြောင့်ဘုရားဆိုရင်ကတော့ ဘုရားကရည်စရာတောင်မပြောနဲ့လို့ပြောထားတာเนาะမပြောခြင်းပါဇက်ပိတ်နေပေါ်တာ